တခါရောက်တော့မှာစကိုင်းတိုင်းမင်းကုန်းမြို့ကင်းရွာမှာစကိုင်းတပ်မ33ကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People Service Force ကသိရပါတယ်။စကိုင်းခြေဆိုင်တပ်မ33ကထွက်လာတဲ့အင်အားတရာပါစစ်ကြောင်းကိုမင်း28ရက်မနက်6နာရီခန့်ကမင်းကုန်းမြို့ကင်းရွာအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကြာချိန်9နာရီခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိပြီးကာကွယ်ရေးတပ်တွေဘက်ကလက်နက်ခဲယမ်းမလုံလောက်တာကြောင့်ပြန်ဆုတ်ခဲ့ရတယ်လို့ People's Servants ဖို့ရဲ့စစ်ရေးတော်ဝင်ခန်းကပြောပါတယ်အဲဒီစစ်ကြောင်းပေါ်တက်မှတ်တော့တော့စစ်ကြောင်းပါဗျာ။နေဆောင်အနေနဲ့ထွက်လာစစ်ကြောင်းပေါ်တော့နေဆောင်နဲ့ဆက်ထွက်လာစစ်ကြောင်းကကျွန်တော်တို့ဒီ friendly ကုန်းစီလီကုန်းနဲ့ချက်ပြီးတော့မင်းကုန်းတွေရောက်တယ်ဗျာ။ရောက်ပြီးတော့ဟိုနေဆက်ချင်းကြီးကြတော့ဒီကုန်းစစ်ကြောင်းကန်ထွက်လာတယ်ဗျာ။စစ်ကြောင်းက ရန်ငေါ်ကနေပြီးတော့ခေါ်လာထွက်လာပြီးတော့ကျွန်တော်ဒီဟိုစကိုင်းကြောင်နဲ့မင်းဝန်တိုင်းနေပေါ်တော့ကျွန်တော်ဒီနောက်ထပ်နဲ့ပြည်ပြည်ကြီးကဆောင်းဆောင်းကြီးကချင်းကြီးရောဒီကောင်ထိုးလာတယ်ဗျအထိုးလာတဲ့ဆောင်းမှာကျွန်တော်မင်းနဲ့၆နိုင်နေစားပြီးစီတူမှုဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ခါမှာကျွန်တော်ဒီမင်းနဲ့၁၇နိုင်တော့ကျတော့ကျွန်တော်လက်နဲ့ခင်ရမလို့တော့တော်တော်ကျွန်တော်တို့ခဏပြန်ဆိုးပြီးလေးရတယ်အဲပြောစစ်ကြောင်းကတော့ဆောင်းမင်းတော့ရုပ်ဝတီနဲ့ပြရုပ်ဝတီတောင်မှကျွန်တော်တို့ကိုကျွန်တော်တို့ဒီစီရလန်ဒီလည်းပါတယ်နော်ဒီမှာသူတို့ကစားပြီးပြင်ဝင်လာပေါ့နော် ကာကွယ်ရေးတပ်တွေပြန်ဆုတ်သွားချိန်မှာစစ်ကောင်စီစစ်ကြောင်းကကင်းရွာတွေကိုဝင်ပြီးနေအိမ်အလုံး20ခုမိရှို့သွားတယ်လို့သူကဆက်ပြောပါတယ်။ညနေ4နာရီခန့်မှာတော့ပြည်ပဲဆာဗန်စ်ဖိုးနဲ့မဟာမိတ်တပ်တွေပူးပေါင်းပြီးကင်းရွာအတွင်းနယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်ပဲဆာဗန်စ်ဖိုးရတနာဘုံတပ်ဦး LPDF စုံကားမင်းကုန်းတိုင်းနယ်ဘာကဖာချမ်းမြသာစီမြို့နယ်ဘာကဖာယူနီကုန်းပျောက်ကြားတပ်ဖွဲ့ SLDF နယ်မြေကမဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။